拿烟袋的，你原来就得我这铅笔都切破了出来，就那来见到，那铅笔漏了，笔米也没够，还是来，没弄还没米铺过，还是熬切来呀，熬来切不要跑了来脱药，挨个来人就那么干，就那跟来来要要，来几得的，他妈的么多烂个啦，过路的呗，你怎么？没必要跟我说，讲，这不就是四川来的那边，对吗？好，他老干那一台的，两个没穿过，对那边嘛，也不就那三了，就三了。 ရှက်မထွက်ဘူးတဲ့သူတနေ့ရက်ကိုပဲလှဲရဖုံးညထွက်ရင်အာမလီတည်တော့မလို့လို့ပဲကြည့်မလားမင်္ဂလာပါကိုဘောကရုံဟုတ်ဟုတ်မင်္ဂလာပါကိုထင်မြဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲဒါအခုကျွန်တော်ကိုဒါကျွန်တော်တော်လန်ပြည်သူတယောက်ကဒီဘောကရုံရဲ့ ီအရင်အရင်တုန်းကလုပ်တဲ့ဒီကောက်ရုပ်ပကြီးဗီဒီယိုဗီဒီယိုလေးပေါ့နော်အဲ့ဒါလေးလာဖို့ဦးတယ်လာဖို့ဦးပြီးတော့ဒါဘုကောက်ရုပ်ကိုလည်းအင်တာဗျူးပေးပါပေါ့နော်အဲအဲ့လိုပြောနေကဒါကျွန်တော်တို့လုပ်ဖို့တော်တော်စီစဉ်နေပါပေါ့နော်ဒါပေမဲ့အခုတော့ဒါဗျူးပြစ်ပြီပေါ့အင်တာဗျူးပြစ်ပြီအဲ့တော့အရင်ဆုံးအဲ့ဘုကောက်ရုပ်ဆိုတဲ့နာမည်ပေါ့နော်ဘာကြောင့်မလို့တုံးနေကိုကိုတိုင်းပေးတာလားသူများခေါ်သလားအဲဘာကြောင့်ဒီလိုခေါ်တာလဲဆိုတဲ့ဟာလေးအရင်မိတ်ဆက်ပေးပါလားတရင်တက်ဖွဲ့ပါပထမဆုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်က ်ဒီကိုဗစ်ဒုတိယလိုင်းပေါ့နော်ကိုဗစ်ဒုတိယလိုင်းတော့ကလည်းကျွန်တော်တို့ဒီဘယ်လိုပြောမလဲအောင်နိုင်ရေးတွေတွားနေကြတဲ့အခါအဲ့မှာကျွန်တော်ကဒီကောက်ရုပ်ပကြီးထွင်းပြီးတော့မှလုံရင်ကနေပြမှာပြောမှတ်သလိုရှင်ဝက်လက်မှာကဆန္ဒပြရင်းနဲ့ဒီဆန္ဒပြတဲ့လူငယ်တွေကလူငယ်တွေတည်းရပေါ့နော်၄ယောက်လောက်ကကျွန်တော်ကျွန်တော်ရှင်းမှာ၂ယောက်ပြစ်တက်ခံရတာ ਨੇ အဲ့မှာကျွန်တော်ကအဲ့တုန်းကလည်းကျွန်တော်မှာပါတီဆိုင်တွေဘာတွေမရှိဘူးလွတ်လွတ်လပ်လပ် free ပဲတခုရှာကျွန်တော်မိမကျတော့ကျွန်တော်ဇနီးကကျတော့ပါတီဆိုင်ကဆိုတော့သူ့ကိုကျွန်တော်က သူဒီအောင်နိုင်ရေးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကအဲထော်လာကြီးလေးနဲ့အဲသူတို့ပေါင်းပါတွေနဲ့ဒီလိုပဲသွားပို့တယ်ပို့ပြီးလို့ရှိရင်ကျွန်တော်ကလက်ဖက်တိုင်ထိုင်တယ်ထိုင်တယ်သူတို့ကအဲဒီဟိုပါဘောနော်ဟိုဒိုးအေးပါညာလောက်ကြတာပေါ့နော်လောက်ကြရင်ကနေပြီးတော့မှကျွန်တော်ကတွားခေါ်တဲ့အချိန်မှာကနေပြီးတော့မှအဲ့မှာရှေ့မှာပြစ်တက်ခံရတော့အဲ့မှာစိတ်ထဲတော့နည်းနည်းမခံမနိုင်ဘူးဖြစ်သွားတာဖြစ်သွားရင်ကနေပြီးတော့မှပြန်လာကြတယ်ပြန်လာကြတော့တွန်းနေပြီးတော့ ါတို့လည်းဒီလိုလုပ်လို့မရဘူးတဲ့ကျွန်တော်မိမကကြတော့မလိုက်ဆိုဇနီးကကြတော့အန်အန်တီပါတီဝင်နေရပဲပါတီဝင်နေရဆိုတော့သူကကြတော့နိုင်ငံရေးကိုသူကဆရာထက်တန်ကြတယ်ကျွန်တော်အစောအဲ့အဲ့ဒါစိတ်မဝင်စားခဲ့ဘူးပြောမလားဒီတိုင်းပဲဖာပြဖာသာပဲကိုကော်ယုတ်တွင်းပကြီးလောက်တယ်အဲ့လို့ပြလို့ရှင်ကိုမိသားစုဝမ်းစာပေါ့နော်လောရင်းကနေပြီးတော့မှမဖြစ်ဘူးဆိုတော့ကျွန်တော်တို့ဒီလွတ်တော့အမတ်တွေနဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ကိုအဲ့ဒီဒီတမရှိကိုတင်နှန်းသွားရတာပေါ့ကျွန်တော်တို့ပြောလိုက်တော့ကအာမကြဘူးတပတ်ပဲ ပြောမလားတပတ်ပဲဆိုပြီးတော့မှဝတ်စုံလေးနှစ်စုံနဲ့ချက်လေးလေးတစ်ဒီနဲ့အဲ့ဒီလွတ်တော်မှတည်းပေးလိုက်တဲ့၃တောင်းလေးနဲ့ထဲသွားရင်ကနေပြောမှာဟိုရောက်တော့တင်တဲ့ချက်ချင်းမတက်ရအောင်ချက်ချင်းမတက်ဆိုဟာရဲဘော်စုဆောင်ရေးမှရောက်နေရတာရဲဘော်စုရေးမှရောက်နေတော့တလားလောက်ကြာတော့ပေးလိုက်တဲ့၃တောင်းမရှိတော့ကုန်ပြီကုန်တော့ဘာလို့ရလဲဆိုတော့ဟိုလူများတွေကော်ဖီတောက်တယ်မုံစားတော့ကိုယ်လည်းစားချင်တာပေါ့နော်စားချင်တော့ဘယ်လိုလုပ်ရလဲဆိုလို့ရှင်ဒီတိုင်းဆိုလို့ရှင်ကတော့ ဟိုဖုန်းလိုင်းရလည်းမမိဘူးဗျာတည်မလားတမရှိဘက်ကအဝေးကြီးပဲအဲ့တုန်းကဆို2021 5လပိုင်း14ရက်နေ့ကနေစထွက်တာအဲ့တော့ဥမာရောက်တော့အဲ့မှာကျဝါးတွေပေါ်တယ်ဝါးကြီးတွေကကျွန်တော်တို့ဒီမောက်ခွက်လို့ဝါးကြီးတွေဝါးကြီးတွေဆိုတော့အဲ့မှာဒူဂျွန်တယောက်စီကနေပြီးတော့မှဓာငားပြီးတော့ကျွန်တော်ကအဲ့ဒီကမှရေခွက်လို့တာပြောမလို့ဆိုရင်ဟိုပတ်စံမကုန်မဲနဲ့တောက်လို့ရတာဆိုလို့သဘောဆောင်သွားတယ်ရင်သွေးတောင်းတယ်တောက်လို့ရတာဆိုတော့ခွက်ကလည်းမရှိတော့အဲ့ဒီဝါးအောင်မှာကျွန်တော်က လာလာလေးပေါ့ဗျာစိတ်ကူးကြီးလေးနဲ့ခုတ်လိုက်တော့ကော်ဖီကွက်ကလေးကလှရောလှတော့အဲ့လိုပဲအဲဒီရဲမေတွေရရောတချို့ရဲဘော်တွေရရောကနေပြီးတော့မှကိုကောင်းယူကျွန်မလည်းတစ်ခွက်လောက်ကိုကောင်းယူကျွန်တော်လည်းတစ်ခွက်လောက်လာခိုင်းရောကျွန်တော်လည်းအဲ့ကော်ဖီသထုပ်တိုက်ရင်တစ်ခွက်လုပ်ပေးမယ်ဩကိုကော်ဖီတော့ဖို့ရေးအဲ့လိုအဲ့လိုကနေပြီးတော့မှဒီလိုကနေမှဆက်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 နေပြီးတော့မှအရင်တော့ကဘာလုပ်လာတော့လဲဆိုတော့ရင်တော့ကျွန်တော်ကောက်ရုပ်ပကြီးပါညာထွင်းတာလို့ဟုတ်ဆိုတော့ပြောရကြတော့ဒါအဲ့လိုရှင်နဲ့ရဲဘော်တဲ့ မင်းနာမည်တဲ့ဘိုးကောင်းရိုးလာပေးလိုက်တယ်ကျွန်တော်ကဘလို့ပြပြပြလို့သူကနေပြီးတော့မှအဲ့ကနေပြီးတော့မှကျွန်တော်ရဲ့နာမည်ကဒီသူတို့ကမူရင်းနာမည်ကိုမခေါ်ကြဘဲနဲ့ဘိုးကောင်းရိုးဆိုပြီးတော့မှခေါ်ခေါ်ကြတာပေါ့နော်။ဘာလို့လဲသူတို့ကြိုက်တဲ့ပုံစံခွက်ကလေးတွေဖင်ဝိုင်းလေးတွေအဲဒီအစ်စ်နဲ့ဒီဝါရဲ့ဒူးပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကဖန်တီးပေးလိုက်တာ။ဖန်တီးပြီးတော့သူလည်းသဘောကျကြတယ်။တချို့သူလို့ရှိရင်လည်းတင်နန်းပြီးတဲ့ထီအောင်ပါသွားတဲ့လူတွေလည်းရှိတယ်။ တင်းအမြဲတမ်းတင်းတာပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးဆိုတာကဟိုတွေ့ရခဲ့တယ်ဗျာသိတယ်မလားအမတ်တရကဟိုပြောမှဆိုရှင်ရင်အမတ်တမဲကနေအမတ်တမဲအမတ်အမတ်တမဲကနေအမတ်တရဖြစ်သွားတဲ့အနေထားအဲ့ကနေမှကျွန်တော်တို့ဘူကောယူဘူကောယူဆိုပြီးတော့ခေါ်ရင်းကနေပြီးတော့အခုချင်းဒီအောင်ဘူကောယူဖြစ်လာတာပေါ့ဟောရာနဲ့နော်ဝိုက်တယ်ဆေးရဲဟုတ်တယ်ဟုတ်တယ်တကယ်တကယ်အဲ့တော့အဘူကောယူဖြစ်ပေါ်လာပုံကတော့ဒီလိုဖြစ်ပေါ်လာတယ်ပေါ့နော်အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့တက်ဘင်းအခြေဆိုင်တဲ့နေမြေ အဲပြီးရင်တာဝန်ယူထားတဲ့အဆင့်ယာတို့အဲ့ဒါနေနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းအဲမိတ်ဆက်ပြပါဦးဟုတ်ကျွန်တော်ကကြတော့ဒီရွှေဘူခိုင်ဒီရွှေဘူအရှိချမ်းပေါ့ရွှေဘူအရှိချမ်းမှာခြေဆိုင်တယ်အရွှေဘူခိုင်အမတ်ဆန်ငါတည်းရင်မှာလက်ရှိကတော့ဒီတည်ရင်မှုတာဝန်ကျွန်တော်ယူထားရတယ်ပေါ့ဟုတ်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 အဲဒါရွှေဘူခိုင်ထဲမှာဒါကျွန်တော်နာမည်ကြီးနေတဲ့အခုဟာဒါနီနောင်6ရင်းဆိုပြီးတော့နာမည်ကြီးနေရရှိတယ်ပေါ့နော်တဲ့ကြီးလက်ကြီးဟုတ် စော်နေကြတာတွေကျွန်တော်တို့သတင်းတွေလည်းကြားရတယ်အဲဒီကဒါတတ်မှုတွေနဲ့လည်းကျွန်တော်တို့ဒါတချို့အာအဲဟို interview တွေလုတ်ဖြစ်တယ်ဗောနော်အဲလုတ်ဖြစ်တယ်ဘူးလည်းပေါင်းနေလည်းပြောဖြစ်တယ်ဗောနော်အဲကြာဟိုကရွာလည်းအဲ့ဒီကတယောက်ဆိုတော့ဒီကျွန်တော်သိချင်တာအဲ့ဒီတပ်ပေါင်းစုပုံစံဖြစ်နေတာဗောနော်ဒီဒီတရင်6ရင်းကဗောနော်အဲ့လိုမျိုးပေါင်းလိုက်ဖို့အကြံဉာဏ်ပဲကရတယ်လေဘာကြောင့်ပေါင်းလိုက်တာလဲအဲ့လိုပေါင်းပြီးတဲ့အချိန်မှာဘာတွေထူကြပြီးတော့ပြောင်းလဲလာတယ်လဲဒီဒေါ်လာရင်းနဲ့ပတ်သက်လို့ဗောအဲအဲ့ဒီဟာကကြတော့ပေါင်းလိုက်တာကကြတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုရှင် ရိုးရိုးလေးပဲသိတယ်မလားဟိုအကြီးကြီးလေးလုံးနေမနေဘူးကျွန်တော်တို့အဲ့မှာကျွန်တော်တို့ဒီ23 23ရဲ့23ရဲ့78ဒူးရင်မှုရဲ့9ခွန်တုံည6ရင်မှုရဲ့ကျွန်တော်ပါဝင်ပြီးရင်ဟိုဟာ1ခွန်တုံည1ရင်မှုရင်မှုရဲ့ပေါ့နော်ဒါလို့ကျွန်တော်ခကြီးထွက်တာစုံမိသွားတာဗျာစုံမိသွားရင်လည်းထမင်းစားကြတာထမင်းစားရင်ကနေပြီးတော့မှကျွန်တော်တို့ကျွန်တော်ထမင်းစားတဲ့ထမင်းဆိုင်ကလည်းပြောမှဆိုခွေးနဲ့တိတ်မဝေးဘူးဟုတ်ပြင်မလားခွေးစကားနဲ့မဝေးဘူး ။ဦးဝေးကမှ science science လို့ကျွန်တော်ပြောမှာဆိုလို့ရှိရင်အာလက်ရှိပေါ့နော်တုတက်ရင်ကုတက်ရင်မှာလုံနေတဲ့အရာတွေကိုမေးကြပြုကြရင်းနဲ့ဒါဆိုလို့ရှိရင်တို့ပေါင်းပြီးတော့တိုက်ရင်မကောင်းဘူးလား။ကျွန်တော်တို့ကပြောမှာဆိုလို့ရှိရင်ဟိုပါပေါ့ marketing ပုံစံမျိုးနဲ့သွားလိုက်တာဗျာ။ပြင်မလား။ဟုတ်ဟုတ်။တင်းတရာကုန်မဲနေရောက်တယောက်တည်းကုန်ခံလိုက်လို့ရှိရင်ဟိုမနိုင်ဘူးလေနော်။တခုခုဖြစ်သွားလို့ရှိရင်အဲ့တော့ဟုတ်ပြီ6ရင်းပေါင်းမဲ့ဆိုလို့ရှိရင်ကျွန်တော်တယောက်ကတောင်မှတင်း20လောက်မကုန်တော့ဘူး။ပြင်မလား။ ဟိုအဲ့လိုမျိုးနဲ့နေထားနေပြီးတော့မှကျွန်တော်တို့ကပြောမယ်ဆိုကိုတော်လန်ရေးကကျွန်တော်တို့ကမရှိတဲ့ဘဝကနေလာတဲ့အနေထားဆိုတော့ကျွန်တော်တို့ကတူးတယောက်တည်းတရင်တစ်ခုတည်းနဲ့လှုပ်ဖို့ဆိုတာကလွယ်တဲ့အနေထားမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှကကျွန်တော်တို့ကလက်ရှိညင်အောင်ရင်းနေဆိုတာကဟိုပြောမယ်ဆိုလို့ရှိရင်ဆိုရှယ်မီဒီယာဘဝကနေပြီးတော့မှဝင်တဲ့ဒီအလူငွေနဲ့ပဲ run နေရတာဖြစ်တဲ့အကြောင်းမလို့စုလိုက်တိတယ်မလားလှုပ်လိုက်ရနေပြီးတော့အဲ့ဒါဆိုလို့ရှိရင်ဒီတို့ဟိုပြောမယ်ဆိုလို့ရှိရင်တရင်တရင်ကိုနှစ်စိတ်ပဲထုတ်လိုက်အောင်ဘာမှမဖြစ်ဘူး။ ဟိုမပြင်းမှန်းတော့ဘူးဗျာ6ရင်းဆိုလို့ရှင်အင်အား120ဒါမှမဟုတ်120လုံးတုံးမလားမတုံးဘူးလားဗောနော်ကဲဒါဆိုရင်တို့ဟိုအဲ့မှာအဲ့မှာကျွန်တော်နာမည်ပေးလိုက်တာကဒူကေတာဝီကန်ဆိုပြီးတော့မှဒီတိုင်းလေးပဲပေါ့ပေါ့လေးပဲပြေးပြလိုက်တာပေါ့ပေါ့လေးပဲပြေးပြလိုက်ပြီးတော့မှကျွန်တော်တို့ကအဲ့မှာကဲဒါဆိုဆိုလို့ရှင်တို့စော်လိုက်ရအောင်ဆိုပြီးတော့မှကျွန်တော်တို့အဲ့မှာဒီ7ညုံကိုစစော်တာဗောနော်7ညုံစစော်တယ်အဲ့ကနေပြီးတော့မှတောက်လျှောက်အဲတခုရှိတာကဟိုပြောမယ်ဆိုလို့ရှိရင်ရေဘော့တွေကကြာလေတခုရှိတာကကြာဆိုတော့ကျွန်တော်တို့ကလွဲဆိုတော့သူတို့က နားပေးရပြန်တော့စစ်လိုက်ချင်းနေနဲ့လာတာပြမလားရှင်းတော့ပို့ပြန်တော့ဟိုရှင်းတော့ပို့လဲလို့ပေါ့နော်လင်းနှစ်လောက်နှစ်လသုံးလလောက်ကြာပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြန်မခေါ်တော့ဘူးလားအဲဒါမျိုးဆိုတော့အဲရတယ်ကျွန်တော်ကလည်းသူတို့ဒီကဘာလို့ဆိုတော့ဟိုခုခေတ်လူငယ်တွေဆိုတာကျတော့ social media နဲ့ကလည်းဒါအနီးသက်တဲ့ခါမှာသူတို့လည်းအပြုံမတ်တယ်နားလဲတယ်နားလဲတော့ကျွန်တော်တို့ကအဲကျွန်တော်တို့လက်ရှိနေနေတဲ့နေရာတွေမှာဘယ်လိုတွေလုပ်ရင်ကောင်းမလဲပြီးလို့ရှိရင်တော်လန်ရေးကြီးက အကြားလာတာနဲ့အမျှပေါ့နော်ကြားလာတာနဲ့အမျှပြည်သူတွေလည်းတချို့တွေလည်းညီးငွေတာမှန်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲဗျာဟိုဒေါ်လာကြီးကဘာလို့ဘာဖြစ်လို့ညီးငွေလာကြတယ်ဆိုလို့ရှိရင်တချို့ကလှုပ်တဲ့လူလည်းလှုပ်တယ်မလှုပ်တဲ့လူလည်းမလှုပ်ဘူးပြောမဆိုလို့ရှိရင်မလှုပ်တဲ့လူကနည်းနည်းလေးဗျံကျဲသလိုမျိုးဖြစ်နေရပါဘောနော်ဗျံကျဲသလိုမျိုးဖြစ်လာတဲ့အခါမှာဟိုပြည်သူတွေကကြတော့တမျိုးမြင်လာတဲ့အခါမှာရဲဘော်မပြောနဲ့ကျွန်တော်တို့တမှုတွေတောင်မှပဲတခါတည်းမှာဆိုလို့ရှိရင်ယူနီဖောင်းနဲ့တွားဖို့ခက်ခဲတယ်အနေထားတွေက အခက်ခဲတဲ့နေသားတွေဖြစ်လာတဲ့အခါမှာကျတော့ကျွန်တော်တို့ကဟိုမကြိုက်တာမကြိုက်တော့ဘူးမကြိုက်တာနဲ့ကျွန်တော်တို့အဲ့ကနေပြောမှတောက်လျှောက်တောက်လျှောက်အဲပွဲလေးတွေလုံလာတစ်ခါတစ်ခါလေးပွဲတွေအောင်ပွဲလာဆင်တာနော်တမှုတွေမှာအကျွေးတွေကဘွက်ချလဲလို့သိတယ်မလားအဲအဲ့လိုနေသားတွေနဲ့ကျွန်တော်တို့မှသွားနေရတာဟိုကမ်ပိန်းတွေကမ်ပိန်းတွေလောက်အောင်လဲကျွန်တော်တို့အခုလက်ရှိညီနောင်ရင်းတွေမှာကျတော့ဟိုပြောမှဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲကောင်းမွန်တဲ့ကမ်ပိန်းတစ်ခုမှရှိဘူးကျွန်တော်တို့မှာ သိမလားလုံလိုက်လုံလိုက်လုံလိုက်အောင်အောင်တာမရှိဘူးမအောင်ဒါပေမဲ့လို့ကျွန်တော်တို့ဒီစိတ်မပြတ်ဘူးအဖာတွေကိုလည်းကျွန်တော်တို့အပြစ်မပြောဘောက်တော့သူတို့လည်းကျွန်တော်တို့ထက်ဦးတဲ့စီနီယာတွေရှိတယ်ရှိတော့ကျွန်တော်တို့ဒီချိတ်ဆက်တာနောက်ကျလို့မရတာပေါ့နော်အဲ့လိုပဲခံယူတယ်အဲအလုတ်ကတော့တောက်လျှောက်လုတ်ဖို့လည်းအစီအစဉ်ရှိတယ်ဖြည့်တယ်စော်တယ်ဒါပဲကျွန်တော်ကတော့ဒါကြီးမတွေးဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ညီနောင်6ရဲကကျတော့ကောင်းတာကပြည်တော်ညာနှစ်ခွန်ပတ်တူးမှာ ဒီရဲဘော်တွေအကုန်လုံးကအတူတူလောက်လာခဲ့တဲ့ရဲဘော်တွေဖြစ်တော့ရဲဘော်တွေစုဖွဲ့ဖို့ကလည်းကျွန်တော်တို့မှာအထူးသလဲအချိန်မပေးရတော့ဩသိတယ်မလားအချိန်မပေးရတော့အစောတည်းကစုဖွဲ့ပြီးသားအကုန်လုံးဒီအမ်ဝမ်ကွန်မန်ဒါအောက်မှာလာခဲ့ပြီးသားဆိုတော့ဒီကျွန်တော်တို့တမှုတွေပြန်ပေါင်းလိုက်တဲ့အခါမှာလည်းအစင်တွေချုံးမွေ့နဲ့အခက်ခဲမရှိအောင်မြင်တာပေါ့နော်အဓိကကတော့ကျွန်တော်တို့ဟို တဲ့ရင်တဲ့ရင်နေပေါင်းတဲ့နေရာမှာလဲကျွန်တော်တို့ကစုဖွဲ့မှုအဓိကကြရလေပြရမလားစုဖွဲ့မှုဆိုတော့ဟိုကကိုထမက်တို့ဆိုပိုတီးရပေါ့ဒီစီရီယန်နေဆိုတော့လေဟုတ်လားစုဖွဲ့မှုကောင်းမှအော်ဒါဝင်တာလေအော်ဒါဆိုအမိန်ကြတာပေါ့အမိန်နာခံတာပေါ့နော်ဟာဟိုပေါ့ဟိုပြောမယ်ဆိုလို့ရှိရင်ခေါင်းဆောင်ချင်းချင်းကတော့หนีနေတာပဲအောက်ကကောင်တွေကဟိုမြင်တော့မြင်ဘူးတဲ့တပြေတတာလည်းမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကွန်မန်ဒါပေးရတဲ့လူတွေကလည်းခက်ခဲတာတွေရှိတာပေါ့လေ ဲ့အဲ့လိုမျိုးဆိုကျွန်တော်တို့မှာတော့အဲ့အခက်ခဲကတော့မရှိဘူးဟုတ်ကဲ့ဟောအဲ့တော့ပို့ပြီးတိုးတက်ပြောင်းလဲလာတာတွေအများကြီးရှိမှာပေါ့အဲ့ဆိုဟုတ်တယ်ဟုတ်တယ်လောလောဆယ်ကျွန်တော်တို့ညီတော်ရင်းကတော့လူများတွေတော့ကျွန်တော်တို့မပြောလို့ပါဘူးပုတ်လည်းမပုတ်ခတ်ပါဘူးကျွန်တော်တို့အနေနဲ့ကတော့အဲလက်ရှိဒီနေထားအတိုင်းဆိုလို့ရှိရင်အဆင်ပြေတယ်ကျွန်တော်တို့ဘာလိုရလဲဆိုရင်တန်ဖိုးမှုတစ်ခုပဲမပုံးမှုလားဟိုဘယ်လိုပြောမလဲကောင်းကောင်းမွန်မွန်လာခဲ့တာကျွန်တော်တို့လုံနိုင်တယ်လို့ကျွန်တော်တို့လုံမှာအဲ့လိုမျိုးအရှုံးကတော့မပေးဘူးဗျာတိရမလား ဟိုအရှုံးပေးမဲ့ဆိုရယ်စိတ်ရှိအစောရလုံးမလုံးမလုံးခဲ့ဘူးလေဟာဟုတ်တယ်ဟုတ်တယ်ဟုတ်ဟုတ်အဲအဲဗီယောဒါဒီခုနဒါပထမဆုံးတိုက်တဲ့တိုက်ပွဲဆိုဒါဘာပွဲဆရာအဲ7ဂျွန်းပွဲပေါ့နော်7ဂျွန်းပွဲအဲ့တော့ဒီတော်လိုက်ကာလာတစ်လျှောက်ပေါ့နော်အဲ့မှာဒီတိုက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်အဲဒီတပ်ဖွဲ့တွေအနေနဲ့ဒါတော်လိုက်တပ်မှုတယောက်အနေနဲ့မမရဖြစ်နေတဲ့ဒီတိုက်ပွဲတွေအတွေ့အကြုံတွေအဖြစ်အပျက်တွေအဖက်တရားတွေရှိတယ်ဆိုလဲ ဝင်မြပေးပါအောင်ပေါ့နော်အဲကျွန်တော်ကဟိုးရင်တော့တဖွဲ့နဲ့တဖွဲ့တယောက်နဲ့တယောက်မချိတ်ဆက်မိတဲ့ခါကျတော့အာတဖွဲ့တွေတိုက်သွားတယ်နိုင်သွားတယ်အောင်မြင်သွားတယ်ဒါတွေပဲသိခဲ့ရတာဒါပေမဲ့အခုလိုမျိုးရှင်းနီးလာတဲ့ခါကျမှအဲ့တုန်းကကျွန်တော်တို့ဘလိုတော့လုပ်ခဲ့ရတာအဲ့တုန်းကကျွန်တော်တို့စစ်ကွေးဆိုရင်ဘလိုတော့မှထွက်ပြေးတာပါညာအဲ့လိုမျိုးရအတွင်းချက်ချက်ဟာကျွန်တော်မသိရအောင်လေနော်ဟုတ်ဟုတ်အဲကျွန်တော်ကကျတော့အမဟိုပါပေါ့နော်ပထမဆုံးပြောမယ်ဆိုရင်ကျွန်တော်ကတက်မှရှင်းမှတင်နန်းပြီးတယ်တင်နန်းပြီးတာနဲ့ကျွန်တော်ကအညာအတန်းပြန်မလာဘူး ဒူဘိုင်နဲ့နေတယ်ဒူဘိုင်နဲ့နေပြီးတော့မှအာ KIA တိုင်ရင်50ခွန်မှာကျွန်တော်ကတိုက်ခိုက်ရေးဝင်တယ်တိုက်ခိုက်ဝင်တယ်ဆိုတာကျွန်တော်ကကျွန်တော်တို့တက်ကြတဲ့တင်တန်းဒီရက်တို့တင်တန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့တင်တန်းကြည်တယ်ထားလိုက်အောင်ကျွန်တော်တို့ဒီအညာကိုရောက်ရင်တိုက်ခိုက်ရေးရဲဖို့လောက်ရမှာအဲ့တော့တိုက်ခိုက်ရေးတလုံးမှမတက်ဖဲနဲ့တော့ကျွန်တော်အညာမပြန်ချင်ဘူးလို့ဒူဘိုင်လို့ကျွန်တော်ရှေ့တော့ပို့ပေးဆိုတော့မင်းတကယ်ဆောမှာဆောမှာဆိုကြအဲ့မှာကျွန်တော်တရင် အဲ့ဒီ KI တိုင်း49မှာလိုက်သွားပြီကျွန်တော်လက်နက်ကြီးတွေပါသွားတာ17နဲ့အဲ့မှာပတ်တိုက်ပတ်လို့အဲ့ကနေပြီးတော့ကျွန်တော်တို့ဒီကအောက်ပြန်ဆင်းဆင်းလိုက်တယ်လို့အဲ့မှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့သူတို့အဲ့ဒီမျိုးလာဆိုတာရှိတယ်။အော်အဝါရဲ့အောက်မှာပေါ့နော်။အဲအဲ့ဒီဟွာပေါ့မျိုးလာရှိတယ်။မျိုးလာမှာတော့ငါကျွန်တော်တို့ကမျိုးလာရဲ့ဟိုဘက်ကရွာကျွန်တော်အင်းအင်းအင်းတော်လည်းမဟုတ်ဘူး။အင်းတော်ပါတယ်ပေါ့လေ။အဲအဲ့နာမှာကျွန်တော်တို့ကညာကြီး။ဟုတ်။ဂီဂျွန်က ီဂျွန်ကကျွန်တော်တို့ကိုတယောက်စာကိုကဲကိုပေါ့ကိုဒီကတော့ချင်းပေါ့နော်အဲ့လိုရအောင်အဲသူခိုင်းတာသူခိုင်းပြီးတော့ဟုတ်ပြီကင်းဆောင်တယ်မိုးရွာတော့မိုးကလာပေးတာကကျွန်တော်တို့ကိုပိတ်စဘလက်စနစ်အဖြူကြီးတွေလာပေးရလာပြီးတော့မိုးမြရတော့ဘာမှမဖြစ်ဘူးမိုးလဲရွာရောပလက်လက်ကြီးတွေအဲ့နေရောကျွန်တော်ကင်းလှဲ့လဲရောက်ရောလှဲ့ကြည့်လိုက်တာအမှတ်တမဲ့တော့လက်အောင်သွားတာကိုလူတွေပဲတိတိမမပြောကောင်းမဆိုကောင်း တက်ပေါ်ကြီးတွေစီထားတဲ့တိုင်းပဲဗျာသိရမလားဟာဒီကြောင့်သူ့မိုးကတွေလွဲနေတယ်လို့ကြည်တာဖွေးစွန်တာပဲလို့ဆိုတော့အားတဲ့မြင့်အတာနေသောမှာကွာတဲ့အောင်ကျမကြီးမမမမထိကြရင်ပြီးတာပဲတဲ့ဟာမဟုတ်ဘူးနော်လွဲတော့လွဲနေတယ်လို့ဆိုတော့အာရတယ်မင်းနဲ့မင်းကလေးမင်းအတာလေးစောင့်နေတာအဲ့မှာကျွန်တော်กินလက်ပြီးတော့ကျန်တဲ့နောက်တယောက်กินလက်ကြတော့ဒီဂျုံကအဲ့မှာဟိုတေးပေါက်သွားတာကျွန်တော်ပြောမှဆိုလို့ရှိရင်ဗျာလမ်းမြောင်ကြီးရဲ့ဟိုကျွန်တော်တို့ကညာဘက်ကိုနေရတာ ျွန်တော်တက်စိတ်ကကျန်တဲ့တက်စိတ်ကဘယ်ဘက်ကိုနေရလဲအဲ့မှာကျွန်တော်တက်စိတ်နှစ်စိတ်ရားနေပြီးတော့မှအဲ့ show တွေကနေခွေးတက်တက်လာတယ်တက်လာတော့ဒီကျောင်းကတီးတီးပေါောင်းတာနော်တီးတီးပေါောင်းတယ်ဘယ်ကောင်တွေဘာညာလို့ပြောအဲ့မှာဖုံးဖုံးပြည့်တဲ့ခါကျွန်တော်တို့အဲ့မှာဟိုဘာမှလည်းဒီသောနာအဖြူကြီးတွေလည်းမတင်နိုင်ဘူးပြည့်မလားနောက်ပြန်ဆုပ်ပြီးတော့မှပြည့်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 ရနေပုံမှာအဲ့မှာကျွန်တော်ကနောက်ဆုပ်ပြည့်တဲ့ခါမှာအဲ့ဒီဟိုဘာအဲ့ဒီဘက်ဟိုတိုင်းရင်းသားဘက်ဒီမှာကျတော့သူကသူတို့တော်သေးဒီမှာသူကအတားတုံးနေနဲ့ ဟိုနွားမဝင်အောင်လားမသိလောက်ထတာရှိတယ်အဲ့ဒါရက်လဲကျွန်တချို့ဟာတွေဆိုရင်ချောင်းနဲ့နေပြုတ်ကလေးကျိုးတယ်ကျွန်တော်နဲ့တိုက်တဲ့ဟာမာလိုက်တာဗျာအဲ့မှာခြေတော်တွေပြစ်လဲပြစ်လဲတော့အဲ့မှာဓာတ်ရဲဆိုပြီးမှတွိုင်းတွိုင်းတွိုင်းရနေပြီးမှဘယ်လိုဖြစ်လဲဆိုတော့ဟိုခွေးတွေနဲ့ကျွန်တော်တို့နဲ့ဘက်တဲ့တို့ဆိုင်ရတယ်ဆိုင်တဲ့အခါမှာခွေးတွေဘက်ကနောက်ပြန်ဆုတ်ရခွေးတွေဘက်ကနောက်ပြန်ဆုတ်တော့ကျွန်တော်တို့အဲ့မှာကျွန်တော်မျိုးလာဘက်ကိုပြန်နာရတယ်ကျွန်တော်ကမျိုးလာဘက်ကိုပြန်နာရတော့အဲ့လိုပဲဒီတိုင်းပဲနားရင်းနဲ့ခြေတော်က ဒဏ်ရာနဲ့ဆိုတော့နားနေတော့ကြည်တာအဲ့မှာဘယ်လိုဖြစ်တော့ဆိုတော့လူတို့ကကျွန်တော်ဒီမျိုးလောက်ပြန်လို့ချင်တာပြန်လို့ချင်တော့ဒီစာတင်ချောင်းဘက်ကနေပြီးတော့မှပြီးတော့ fighter နဲ့ကျဲတာ fighter မြင်းနေရတာပြောမလားမြင်းနေရခြေတော့ကနားနာတော့နားတော့တင်းလာတယ်လည်းမြင်းနေအလုံးကြီးနှလုံးကချတာဟာကျဲပြီဟေးဆိုပြီးခက်ကြီးဒီပဲထကြီးอ่ะချောင်းနာမှလည်းမသိဘူးပြင်းပြင်းနဲ့တမန်ရှင်သားရောက်တော့မှရောက်တော့မှဆိုတော့အဲ့နဲ့ဘေးကဟွာကအမတယောက်ကဖဲ့တယ်ကောက်ရိုးတယ်နင်းခြေတော့ကသုံးနာနင်းရတယ် မတီးနဲ့ဒဏ်ရာနဲ့မဟုတ်လားဟုတ်တယ်လို့တော့ဘာဖြစ်နေလို့တော့လို့နင်းလေအခုကျတော့လေဘဘူးမလဲတဲ့ဂျန်တော့လည်းမလို့တဲ့ဘဘူးမလဲတွဲတော့မလို့ရောက်လေအေးဟုတ်တယ်ဗျာလို့ဆိုပြီးတော့ပြင်နေတာကြူဟာဟိုအလုံးကြီးနှလုံးကမြင်းနေရပြီသိရမလားဟိုကဖိုက်တာဘိုက်ထက်နေဖွင့်ချလိုက်ပြီညင်းတော့ပြေးချလိုက်တာနာမန်းလည်းမသိဘူးเนาะဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘာမှမဆိုလို့ရှိရင်တသိမ့်သိမ့်တွေ့ ရင်းနေရပြီးတော့အခုကျွန်တော်တို့ဒီညီနောင်6ရင်းနဲ့ပေါင်းတိုက်တဲ့အခါမှာအောင်မြင်မှုတွေကဘာဖြစ်လဲအစောပိုင်းကဆိုရင်ကျွန်တော်တို့ကမန္တလေးဘုံမလေးလေးပြောကျွန်တော်အညာကိုရောက်ရောညာရောက်တော့ခါမှာဒူမီဒူမီကျွန်တော်ဒူမီမကန်ရဲဘူးအညာရောက်တော့ဘာဖြစ်လဲဆိုတော့နာရန်တက်တယ်သူများလည်းကျေတော့ငါတစ်ချက်ပြစ်တစ်ချက်ဖုံးနေထွက်တယ်ကျွန်တော်လည်းကြတော့နှစ်ချက်ပြစ်လို့လေဒီမီကမကူမကူတော့အဲ့ဒါလည်း မင်းတို့ဟာမပြစ်ဘူးကွာဆိုအောက်ချလိုက်ရောအောက်လည်းချပြီးတော့ဖုံးနေတယ်ထွက်ရောအဲ့ကလေးတိုင်းကျွန်တော်မကန်ဘူးအဲ့ကနေပြီးတော့ကျွန်တော်ကကျွန်တော်ဓာလေးရှိတယ်ကျွန်တော်ကဒီဓာလေးနဲ့ဒီဓာရဲ့ဟိုဟာစိုင်းကဘက်ထရီရဲ့တော့ပြီးငါမင်းတို့သူမိလည်းငါမပြစ်ဘူးလို့သူပြောမှကျွန်တော်ကဘက်ထရီအိုးနဲ့ဓာပဲမိုင်းမဲလောက်တာအဲ့ KIA မှာလည်းကျွန်တော်မိုင်းတင်တာမှာတက်လာသေးရဆိုတော့မိုင်းနဲ့လောက်လိုက်ဆွဲလာအဲ့တော့ကတော့မတူးပြပြမလားဟိုခုံတန်းနေလဲကိုကိုတိုင်းထွင်ပေးတယ်အဲအဲ့ဒီ ဟွာဘက်ရေဦးဘက်ချမ်းနေမှာကျွန်တော်ကိုယ်တိုင်ပညာသွားတင် ပြီးတော့ရေဘော်တွေလက်ဆင့်ကမ်းလုပ်တယ်အဲ့တော့ကတော့အမှန်တမ်းပြောမယ်သူကြည့်ကိုမရောက်ကိုကြည့်သူမရောက်ပြည့်ရရင်ကိုကျေနပ်နေတယ်ဟုတ်ကဲ့ဘက်ကဖုံးသူပြီးထွက်လိုက်ရင်ကိုအာမိုက်တယ်ဟေးဟာနေပြောမလားဟိုအဲ့တော့ကတော့စစ်ရဲ့သဘောလေတအားကြီးမသိသေးတော့အတန်ထွက်ရင်ကိုအာဟုတ်လာပြီအခုဒီညီနောင်ရင်းနေဥပောင်းပြီးတော့အဲလောက်လိုက်တဲ့အခါမှာကျတော့ဘာတွေ တိလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲအင်အားတချို့အင်အားတွေပေါ့နော်မတုံးတင်တဲ့ဟာတွေမတုံးရတော့တဲ့အရာတွေပြီးလို့ရှိရင်အလေလွတ်မဖြစ်တဲ့အရာတွေအဲအဲ့လိုမျိုးပြီးလို့ရှိရင်ကြည်တထောင်းကြည်တထောင်းချင်းစီရဲ့ဒီတန်ဖိုးတွေလည်းဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့လည်းကျွန်တော်တိလာသလိုတမှုချင်းချင်းရဲ့ဟိုလူရဲဘော်ကိုရဲဘော်ဘောတို့ရဲ့စိတ်ကကျွန်တော်တို့မှာမရှိတော့ဘူးကျွန်တော်တို့ညီညီတော်ရဲကဘယ်ရဲဘော်ပဲထိထိကျွန်တော်တို့ရဲဘော်ပဲပြီးတော့ ရဲဘော်တွေကိုလည်းတခါပြောထားတာကဘယ်လိုလဲဆိုလို့ရှိရင်ဒီတမှု6ယောက်ဒီမင်းတို့ရဲ့တမှုပဲဟွန်းဒါမျိုးပေါ့နော်ဒါမျိုးအဲ့လိုမျိုးတွေကျွန်တော်တို့ဒီရဲဘော်တွေကိုလည်းတိတဲ့တိအောင်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့တမှုတွေကနေပြီးမှပေါင်းတင်းသက်ဆိုင်ရေးမှလောက်ပြလိုက်တဲ့အခါမှာသူတို့တွေကိုနိုင်ကလည်းတိလာတယ်အစောကဆိုလို့ရှိရင်မင်းတဲ့ရင်မူငါတဲ့ရင်မူမင်းရဲဘော်ငါရဲဘော်ဒါမျိုးကျွန်တော်တို့ဟိုပြောခဲ့ကြတယ်ပေါ့နော်ကိုယ်တိုင်လည်းပြောခဲ့ဘူးတယ်အခုနောက်ပိုင်းကျတော့ဒီလိုမျိုးလုပ်လိုက်တဲ့အခါမှာ ဟိုကျွန်တော်တို့ညီနောင်ရင်းကဟိုအရင်ဆုံးကကုန်ခဲ့တဲ့အချိန်နေဗျာတကယ်တော့ပြောဆိုနှစ်မျိုးခဲ့တယ်။အော်မဖြစ်မလိုအပ်ဖဲနဲ့ကျွန်တော်ဒီစီအောင်ရောက်လာတယ်လို့တခါကြလို့ရှိရင်ခံစားရတယ်ပေါ့နော်အဲ့တုန်းကအများငါတို့လူမျိုးအဲစီစီလုံးလုံးလောက်ခဲ့လို့ရှိရင်တော်တော်လေးကိုရှေ့ရောက်တယ်ပေါ့နော်တရားတော်နည်းနည်းလေးနောက်ကျပါတယ်ဘာလို့လဲဆိုအဲ့တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့မှာဗျာဟိုဟိုဘလက်ပေါင်တာကလည်းကိုယ့်အကူလောက်ကြတာဟိုတိရမလားဘလက်ပေါင်တာကိုယ့်အကူလို့ ကိုကကိုကကိုကိုတဖွဲနဲ့ကိုပြည့်လို့အုံအိမ်နဲ့ထွားရင်ကိုကျင်နဲ့နေရကျွန်တော်တို့ကအဲ့တော့အဲ့ဒီလက်လုတ်တွေဒီပတ်စံတအားကုန်တာနော်ကျွန်တော်တို့မှာပြတ်မလားဘာမှမသိဘူးပြောမှဆိုလို့ရှိရင်အဲ့တော့လက်နဲ့လမ်းကြောင်းလည်းမရှိဘူးပြည့်တယ်မလားလက်နဲ့လမ်းကြောင်းလည်းမရှိဘူးဝိုင်းသူးသူးတနက်ဆိုလို့ရှိရင်အဲဒီဒီနောက်ကနေဒီလိုဆွဲပြီးတော့ပြစ်လိုက်လို့ဖုံးဆိုထွားရင်ကိုတော်ကောင်းလာနေပြီပြတ်မလားအဲ့လိုနေထားတယ်ပေါ့တခါကြလို့ရှိရင်ကျွန်တော်ဟာတယ်ကျွန်တော်ပြန်ပြန်ပြီးတော့နှစ်မျိုးတယ်အဓိကကတော့အာကျွန်တော်တို့ဒီစုဖွဲ့မှု ကတော့နေရာတိုင်းမှာဒုက္ခနာနဲ့သူဒုက္ခနာနဲ့သူလုံးမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မြန်တယ်ပေါ့နော်အခုလက်ရှိကကြတော့ဟိုလောလောဆယ်ကျွန်တော်တို့လည်းလုံးတော့လုံးနေတယ်အပံ့ပိုးမှုလေးလိုအပ်နေတာပေါ့လိုအပ်နေတော့လုံးလိုရမယ့်အလုပ်တွေကရှေ့မရောက်တာလဲပါတာပေါ့ဗျာအဲ့လိုမျိုးပေါ့ဟုတ်တော်တော်ဟိုစောစီးစီးလာเนาะဒီလိုမျိုးစုဖွဲ့မှုကောင်းကောင်းနဲ့ခြိတက်ခဲ့မယ်ဆိုရင်အခုချိန်မှာတော်တော်ခေးရောက်နေဒါပေမဲ့အခုလဲနောက်ကြတာမျိုးတော့မဟုတ်ပါဘူးကိုဆိုတာဒါဆိုရင်ဒါတိသွားပြီပေါ့เนาะမတိတဲ့အချိန်မှာဆိုရင် ဟိုတော်တော်ကိုလိုအပ်ချက်ရှိနေပါလိမ့်နော်အခုကျတော့ဒါတိလဲတိလာပြီလိုအပ်တာကိုလည်းနားလည်လာပြီဆိုတဲ့အချိန်ကျကျွန်တော်တို့ပြင်ဆင်ပြီးတော့ရှေ့ဆက်လို့ရတာပေါ့နော်အဲ့တော့ပြည်သူတွေလည်းဝိုင်းပြီးတော့ကူညီပေးကြဖို့ကျွန်တော်တို့တွေဝိုင်းပြီးတိုက်တွန်းကြတာပေါ့လေနော်အဲနောက်တစ်ခုကအဲ့ရဲဘော်တွေနဲ့ပတ်သက်လို့ပြောလိုက်တော့ရဲဘော်တွေနဲ့မှတ်တရလည်းသိချင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကိုတိုင်လည်းရဲဘော်ပုံစံမျိုးနဲ့စားခဲ့တယ်အဲပြီးတော့ဒီရဲဘော်တွေနဲ့လက်ဘော်တွေနေခဲ့တယ် ပြီးတော့ဒီရဲဘော်တွေကိုလည်းဒါခုနညင်အောင်ခြောက်ရင်းပေါ့နော်ခြောက်ရင်းနဲ့ပတ်သက်လို့အကုန်လုံးကအတူတူပဲဒါအကုန်လုံးကဒီတက်မှု6ရောက်လုံးကမင်းတို့ရဲ့တက်မှုတွေပဲအဲ့လိုပုံစံမျိုးတွေပြောကြဆိုကြထိန်းကြောင်းကြပေါ့နော်အဲ့ဒါကြောင့်အစောပိုင်းကာလတွေမှာရောအဲ့လိုမျိုးထိန်းကြောင်းလို့လွယ်ခဲ့သလားပြီးတော့မှတ်တရတွေပါရှိလဲဘာလို့လဲဆိုတော့ကျွန်တော်တို့တည့်တဲ့အတိုင်းပဲကျွန်တော်ရဲဘော်တွေကစလာပါပြီဆိုတဲ့အချိန်မှာချမယ်ကြိတ်မယ်လုံမယ်ဆိုတဲ့ပုံစံမျိုးနားထောင်တဲ့လူလည်းပါမယ်နားမထောင်တဲ့လူလည်းပါမယ်ပေါ့နော်အဲကျတော့ဒီချိန်ထိဒါဒိုလိုင်းကာလာတစ်လျှောက်လုံးမှာ ဒါပတ်မှတ်ရကြုံတွေ့ခဲ့ရတဲ့ရဲဘော်တွေအကြောင်းကိုလည်းနည်းနည်းမျှဝေပေးပါအောင်လို့ဟုတ်ဟုတ်ကဲ့ဟုတ်ကျွန်တော်ကကြာတော့ပြောမှသတိရှိရင်အစိုးတော့ကအဲဘယ်လိုပြောမလဲဆိုတော့ဒီဘက်မှာကျွန်တော်ကကြာတော့ဒီအညာရောက်မှာပေါ့နော်ကျွန်တော်ကစစ်တက်စစ်တက်ခဲ့တာမဟုတ်ဘူးကြွကြွားတာလည်းမဟုတ်ကျွန်တော် KIA မှာကလေးကွာကျွန်တော်ကပွဲတွေတိုးခဲ့တယ်အဲ့တော့ကကြာတော့ကျွန်တော်တို့မှာဗာလဲဆိုပတ်မှတ်ရပြောမှဆိုရှင်ဟောပေါ့ media တချင်းစပေါ်ကလေးကကျွန်တော်တို့အတိုင်းနေပြီအာတိုင်းနေပြီဆိုတော့ ဒီဘက်ရောက်တဲ့အခါမှာကျတော့တခါကျလို့ရှိရင်ဘယ်လိုပြောမလဲဆိုလို့ရှိရင်သူများရဲဖို့ကျွန်တော်တော့ပြောလို့မရပြတ်မလားလက်မခံဘူးသူတို့လည်းလက်မခံဘူးကျွန်တော်ဆိုလို့ရှိရင်ဘာလို့ဆိုဖျောင်ဟိုပါအဲ့ခွေးလေးတချို့ကျတော့အဖွဲရဂန်းအစစ်တွေရှိရအဲ့ပြည့်ပြည့်ဆိုရင်ပြည့်အောင်ကြောက်ကခမရတယ်ပဲလားတဲ့ဟာမဟုတ်ဘူးခုမဲငါတို့ကလက်လုံးမမှန်ဘူးငါတို့ကမရောက်ဘူးပြတ်မလားအဲ့လိုပြောရဲပေါ့နော်အဲ့လိုမျိုးအဲ့တော့ လူအဲ့ဒီရဲဘိုးကျွန်တော်အပြည့်ပြောတာမဟုတ်ဘူးဒါဒါကျွန်တော်တို့ဒီဘာလို့ပြောမလဲဖြတ်တန်းကြရအောင်မလဲဒီတဲ့အခါမှာသိမလားနားမလဲဒီတဲ့အခါမှာကျွန်တော်တို့ဒါဖြစ်ခဲ့တဲ့ပြဿနာကြီးအများကြီးပဲပြဿနာလို့မခေါ်ပါဘူးဒါကတော့ကျွန်တော်တို့အဲတွေ့ခဲ့ရတာပြီနော်ဘာလို့လဲတခါကြရလို့ရှင်လဲဒီလို့မလားဟိုတချို့ဒီကောင်းဆောင်တွေကကျွန်တော်တို့ရဲဘိုးတွေပြောတယ်ကျွန်တော်ရဲဘိုးတွေလည်းဒီတိုင်းပဲသိမလားဘူကလန်နေရောဘာလို့လဲဆိုတော့ကျွန်တော်တို့တွေကပြောမှဆိုရင် ဟိုသူယုံကြည်ရသူယုံကြည်ရတွားကြတဲ့အခါမှာသူကောင်းဆောင်ကိုကောင်းဆောင်ဖြစ်လာတာပေါ့နော်အဲဒါပေမဲ့လို့ကျွန်တော်ခုနောက်ပိုင်းဘာတွေလုပ်ရမလဲဆိုရှင်ဖြည်းဖြည်းချင်းနဲ့နားဟိုပေါ့အမိတ်စီစင်းမှုကောင်းကောင်းလေးတွားတတ်ဖို့လိုတယ်အမှတ်တရတွေကတော့ဘာလို့လဲဆိုရင်ကျွန်တော်ကအဲ့ဒီမှာပထမဆုံးကကျွန်တော်တို့ကဒီပခုံးတန်းခေါ်တာဟုတ်စိုက်ကဖောက်တွေနဲ့ပြစ်တာပေါ့နော်ပြီးတော့ကျွန်တော်တို့ကလုပ်ပြီးဟဲ့လို့ရှိရင်ဒီဘလက်ပေါင်တိုင်းထဲတယ်ခဲဒီထဲတယ်စမ်းတယ်သုံးသပ်သူမီးတဲ့နဲ့လို့ပဲသိတယ်မလား ျွန်တော်အဲ့တော့ကကျွန်တော်တခဲနဲ့ရှော့တက်တခဲနဲ့ရှော့တက်ခလုတ်ကနှိပ်ထားတယ်ပြောမလားမထွက်ဘူးသူကနေပြမှာရဲဘော်ကျွန်တော်စမ်းလာတယ်စမ်းလာဆရာမထွက်ဘူးတဲ့သူတနေ့ရက်ကိုပဲလှဲ့ရောဖုံးညထွက် အာမလီတည်တော့မှလို့လို့ပဲပြောမလားတခါမျိုးအဲ့လိုမျိုးနေအများကြီးပဲနောက်တစ်ခုရှိတာကကျွန်တော်တို့အဲ့ကနေပြောတခါဘာဆက်လုပ်မလဲဆိုကျွန်တော်ကအမှ rocket သွားပြန်ရော rocket ကအဲကျွန်တော်တို့ rocket မှာကျတော့ဒီကုန်ချမ်းတွေကအမှတော့မခတ်ဘူးမြေပြင်မှာအနည်းသက်ဆုံးရှိတယ်အကုန်လုံးကရှိတယ် အောင်ပစ္စည်းတွေပြောရင်မအီလို့တဲ့ပိတ်ပါဘူးမအီလို့တဲ့ပိတ်ပါဘူးပိတ်ပါတော့ပြောတယ်အဲ့တော့ကျွန်တော်က running mate share ဖမ်းတယ် running mate share ဖမ်းပြီးတော့မှကျွန်တော်တို့ကပြစ်တယ်တကယ်ဟိုပါပေါ့နော်ပွဲကြီးပွဲကောင်းကြိတ်ရပြီးဆိုရင်စောက်ရတာခွဲတာအဲ့ rocket ကပြည့်မလားတဲ့တဲ့ degree တွေရတော့ခက်တိတွေပြည့်မလားဖုန်းထဲမှာပါတဲ့ degree share ချိန်တယ်ပြည့်မလား45 degree ရော50ရောချိန်တယ်ပြောတဲ့တဲ့ပြည့်ဆိုညာဘက်ယွန်းသွားပြည့်မလားညာဘက်ယွန်းသွားအဲ့ဒါဆိုရင်ကွာမင်းရောက်ဘယ်ဘက်တင်ပြည့်กว่าဆိုရင် ်ဘယ်ဘက်ကိုလဲလဲသွားတာပြုတ်မလားဘာလို့တဲတဲ့ချိန်တော့ကညာသွားလို့ဆိုပြီးဘယ်တင်တော့လဲဘယ်သွားတာပြုတ်မလားဘာလို့ဆိုတော့ဟိုတခါခါကြားလို့ရှင်နေလေပြုတ်မလားတလွဲနေပေါ့နော်ဒါပေမဲ့လည်းတခုရှိရပါလဲဆိုတော့ဟိုအဲ့တော့အိမ်အိမ်ဆိုရင်ကိုကျင်းလိုက်တာပြုတ်မလားဘလူးနေနေပြုတ်မလားတခါကျွန်တော်ကြုံမှုတယ်ညစ်ချင်တာရှိတဲ့တယ်ပဲတော့ဝေ့ပြီးတော့ဟိုကျွန်တော်အကို့အဖွဲ့ဒီဘက်ကြာတာရောကြီးဆိုက်သွားတယ်မကွယ်ဘူးအော်မကွယ်ဘူး အဲအဲကြောင့်မို့ဒီဘက်နဲ့ဒီမှာဆိုလို့ရှိရင်ဘောကောယိုရော့ကတ်ဆိုလို့ရှိရင်သူတို့တည်တယ်ရတယ်ဘောကောယိုရော့ကတ်ကငါတို့အဖွဲ့စီရောက်မကွဲဘူးခွေးဘက်တွေရောက်ကွဲတယ်အဲ့တော့ဘာသောမှမသိဘူးတလုံးလည်းမကောက်လင်းငတ်6လုံးဩ6လင်းငတ်6လုံးအဖွဲ့အချင်းကိုအဖွဲ့ချင်းချင်းကြော်ကြမကွဲဘူးစိုက်သွားတာခွေးဘက်ရောက်စိုက်တဲ့လောက်ပြစ်အကုန်ကွဲနော်ညာဘက်တင်ပြစ်ဆိုလဲဘယ်ဘက်ပြေးတာနောက်ပိုင်းကျတော့ကိုကစိတ်ကသိုးလာကြည့်မယ်ပြစ်တဲ့ကလေးတွေ မင်းကဘယ်လိုတွေပြင်လာလို့ပေးသန်းငါစမ်းမယ်ဆိုကျွန်တော်ကရော့ကတ်ထဲမှာထည့်မယ်ဆိုကျွန်တော်လက်မနဲ့တွားရတာဟုတ်အော်ဟုတ်ပြန်ရော့ကတ်ပြည့်နေကြအခုဒီဟာကိုနားထောင်နေတဲ့ရဲဘော်တွေဆိုလို့ရှိရင်တိတယ်ရော့ကတ်ပြည့်တဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအတွင်းထဲမှာကျွန်တော်တို့ကဒီဝါယာစလေးနဲ့ဟိုဘောအကူဂျိုးလေးနဲ့သွားအဲလက်မနဲ့သွားတဲ့ခါမှာသူကကျွန်တော်ဟိုကိုကိုကိုတော့ဆရာကြီးပေါ့လေခက်တိတွေကွာလဲလောက်ပြီးပြည့်တာကို့လည်းကြတော့ ဒီရောဂါကရောနှာပေါက်ရှိတယ်ပြည်မလားဟိုလိုရဲ့17လိုပဲ17လိုမျိုးကျွန်တော်တို့ဟိုအပေါက်တော့မများဘူးကျွန်တော်တပေါက်သေးဟုတ်ဟုတ်ဆိုတော့နှာပေါက်ကကျင်းတော့ကိုပြည့်တဲ့လက်ကြတော့ရောဂါကြောင့်ကွဲပါလေရောဒီတဲ့တင်ဖိလို့ကွဲရောရှောက်လမ်းမှာပြက်လို့လေမပြက်ခရောက်ပြန်ချလာတာဒါမျိုးတွေလည်းရဲဘော်တွေနဲ့ပေါ့နော်ကိုကိုတော့ဆရာကြီးပဲကိုဝဲတင်မိထတာပဲကိုလက်ကြတော့မှနှာပေါက်ကိုမကြည့်လိုက်ဘူးမကြည့်တာဟာ ဒါပေမဲ့လို့တပည့်လည်းတော့ကိုဘာမှမပြောပါဘူးပြောမလားဟာဆရာလည်းအဲ့ဒါနှာပေါင်းချင်းလားအေးဟုတ်တယ်မင်းတို့ကကိုနှာပေါင်းချင်းလားအဲသူတို့အပြစ်ဖြစ်သွားပြီဘာလို့သူတို့တရားလေးလို့မလားမလုံးခဲ့လို့လေကိုလည်းကြောင်းမှကွဲရတာလေပြောမလားကျွန်တော်တို့ကရှောင်းလန်းတစ်ချောင်းကျိုးပြီဆိုလို့ရှိရင်ဆက်ပြစ်ရမရှိတော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့မှဟိုပြောမယ်ဆိုလို့ရှိရင်ကုံချမ်းကပတ်သက်မရှိတော့မဝင်နိုင်ဘူးရှောင်းလန်းတစ်ခုတစ်ခုလေးနဲ့ပဲတိုက်ပွဲတိုင်းမှာထန်းထန်သွားရတာလင်မန်းလေးတွေနဲ့ထန်းထန်သွားရတာရှောင်းလန်း ကျိုးပြီးရှောင်းလန်းပြဲသွားပြီးဆိုလို့ရှိရင်ရော့ကကထက်ပြစ်ဆရာပြောင်းမရှိတော့လေတဲ့မှာတဲအိပေါ်မှာတင်ပြရအောင်ကလည်းကျွန်တော်တို့က107လိုမျိုးဒီအပေါက်တွေနဲ့ဒီပဲ့ထိန်းတာမဟုတ်ဘူးရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီပန်ကလက်တွေကအဲ့ကိုသွဲညှိထားလို့ရှိရင်ကိုနာအထင်ကို꿰မဲ့အနေထားလေဒီလိုမျိုးတွေတော့ရှိတယ်ဟုတ်။ဩတကယ်အမှတ်တရတွေတကယ်အခက်အခဲတွေပေါ့နော်။ကျွန်တော်မြင်းပြမှာတကယ်လောက်တဲ့လူကတကယ်ခက်ခဲတယ် ဘာဖြစ်လဲတခါခါဆိုလို့ရှိရင်တိုက်ဝဲတစ်ခုလုံးတယ်ဗောနော်အဲလုံးတယ်အဲရှေ့ရှေ့ရနေပြီးတော့မှနောက်ထောက်ကနေပြီးတော့မှရင်မှုရေးနောက်ထောက်ကတော့ကြည်တော့ဘလောက်တော့ကုန်းနေပြီနော်လုံးလိုက်အောင်ဆိုရင်အေးအေးလို့ပဲပြောရတာသိတယ်မလားဘာလို့အေးအေးလို့ပြောရအောင်ဆိုရင်မရှိတော့ဘူးဟဲအောင်နေရေးလို့ပြောလိုက်လို့ရှိရင်ကြတော့သူတို့အားပြတ်မှာဟုတ်တယ်အဲ့တော့နောက်ကနေပြီးတော့မှကျွန်တော်တို့မှရတဲ့အဖွဲစည်းစည်းဖျားနေပြီးမှယုံကြည်တဲ့အဖွဲစည်းအဖွဲစည်းကချီးရတယ်ငားရတယ်ပြီးလို့ရှိရင် ငါတို့ပြန်ဆက်ပါမယ်ပြည်မလားဒီလိုမျိုးတွေအကျွေးတွေနဲ့သွားရတယ်ဆိုတာက တချို့တော့တမှုတွေရောတချို့တော့ရဲဘော်တွေရောအကျွေးတွေတင်နေဆိုတာတကယ်လုံးတဲ့အဖွဲ့တည်းတကယ်အကျွေးတင်တယ်ဒါပေါ့ဒါပေါ့ဒါပေါ့ဒါဒါကတော့ဒါကျွန်တော်မြေပြင်ပဂရိအမှန်အမှန်ကန်ပဲအဟုတ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အညာမှာကြတော့အစောကကြီးကကျွန်တော်တို့တက်စစ်တိုက်တော့ကခွေးကြီးပေါ်ခေါ်တာပေါ့နော်ဖိုင်ယုံဖိုက်စစ်က9500ပဲရှိတာဟုတ်နော်တနတ်တန်တစ်ချက်ကြ300လောက်တက်တယ် လေးချက်လောက်ကြာတထောင်လောက်တက်တယ်စဉ်းစားလာကြည့်နော်တည်သေးရအဲ့တော့အစောတုန်းကဈေးနဲ့ဒီမှာတဏတန်လေးဗျောင်းဆန်လာလေးဈေးတရတက်လေးတခါတည်းရှိသေးတာကျွန်တော်တို့လက်တွေ့ခံရတာညီနောင်ရင်းနေဆိုမရောင်းနဲ့ဆိုလာသေးတာဩခံရတာဩဘာစိတ်လဲတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်အဲ့တော့ရတယ်မင်းတို့ရောင်းရောင်းမရောင်းရောင်းငါတို့ကရတဲ့စီဝယ်မယ်ဘာလို့ဆိုတော့ခက်ခဲနေပြီလေရှေ့ရရဲဘော်တွေအတက်နဲ့ရင်ထားရတာကျွန်တော်တို့ကဗဇက်ဒါမှမဟုတ်ဟိုပေါ့နော် ဟိုနှိတ်ခါနဲ့ရင်းရဲတယ်ရင်းပြီးတော့ကျွန်တော်တို့ရအောင်ဘက်ကလေးပို့ပေးရတယ်ဒါလိုမျိုးအခက်ခဲတွေကမြေမြမာကတကယ်လုပ်တဲ့လူတကယ်ခက်ခဲပါတယ်음အဓိကအဲ့လိုပေါ့နော်ဂျားတွေကနေပြီးတော့ပွဲစားလုပ်တဲ့ဟာမျိုးတွေအတူတူချင်းရဲ့ဂျားထဲမှာမှပဲကိုကျိုးရှာတာမျိုးတွေပေါ့နော်ဆိုတော့တိုက်ပွဲတနေရာမှာဖြစ်ပြီဆိုတော့အတန်ကြားလိုက်တာ ਨੇ ကြည်ကင်ထားတဲ့လူကဈေးတက်ပလိုက်ပြီအမွဲရတော့ဝယ်ရမယ်ဝယ်ရင်ပတ်စံပို့ပေးရမယ် အဲ့ဘာမှမဟုတ်ဟာလေးကိုပဲထက်ပြီးတော့ဒါအမျက်စားနေခေါင်းပုံဖြက်နေတာဗောနော်အဲ့အကျင့်နေလဲဒါကျွန်တော်ပြင်ဖို့လိုတယ်ဗောနော်အဓိကတော့ဒီလိုမျိုးဟာတွေကဒီအညာဒေသမှာမရှိစေချင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့အညာဒေသအရန်ခက်ခဲလေနော်ဒါဘုကွာရိုးလို့ပြောပုံရဆိုရင်လမ်းကြောင်းတွေကစားခက်ခဲတယ်ဒါခုနလိုတဲ့ဒါဟိုစစ်ပညာသင်ယူရတဲ့အပိုင်းမှာစားခက်ခဲတယ်အများကြီးပဲဗောနော်ပြီးရင်မြေမျက်နှာသွင်းမြေနေထားရတိုက်ပွဲတိုက်တဲ့အခါမှာဒါခုန KI ဘက်မှာတိုက်ရသလိုမျိုးနဲ့တခြားစီပဲလေနော်တကယ်ကွင်းမြောင်ပီတီထဲမှာစော်ကြတာဆိုတော့ဗောနော်အဲ့တော့အဲ့လိုအကျင့် CI တွေက မရှိဖို့အတွက်တော့အရန်ရည်ကြီးတယ်ပေါ့နော်အဲ့တော့ဒီတကယ်လို့ဒီဗီဒီယိုကြည့်နေကြတဲ့သူတွေတဲမှာလဲပေါ့နော်ဒီလိုမျိုးနှိစက်ရလုံနေတဲ့သူတွေရှိတယ်ဆိုလဲတနေ့တော့တားဆီးပြီးကြစီခြင်းတယ်ပေါ့နော်